ကျွန်တော်မနက်ကအခု update ထွက်လာတယ် update ကအဲအနှစ်ချုပ်ပြီးပြောရလို့ရှိရင်၃ပိုင်းပါတယ်ပေါ့နော်ပထမတစ်ပိုင်းအကြတော့ကျွန်တော်တို့ဒီမှာ ash ကအကေနာရှိရလူတွေကိုပေးရလားလူတိုင်းအောင်ပေးရလားတော့မသိဘူးဒီလို item လေး၄ခုအရင်ဆုံးရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ ash ကရဲ့ item ကိုကြည့်မယ်ဆိုရင်ဒါလေးပါဒီ weapon ပါမယ်ပြီးတော့ဒီမှာ let 8ရဲ့ဒီ pack ရဲ့ခေါင်းရဲ့ပေါ့နော်အဲ့ဒါပါမယ်ဒီကတော့ကျွန်တော်အကေနာနဲ့တွဲလိုက်ရင်တော့သူ့ရဲ့ဒီ Arcana set လိုမျိုးဖြစ်သွားမှာပေါ့နော်အရင်တော့ကျ ash ကခေါင်းဝင်ရှိတာနေမယ် အခုကအဲ့လိုမျိုးအာဂီနာရှိပြီးသားလူတွေဆက်တကူဖန်စီဖန်ပြီးပြရပါတော့အဲ့တကူနောက်တစ်ပိုင်းကကြတော့ကျွန်တော်ဒီမှာဒီနှစ်ချန်ပီယံဖြစ်သွားတဲ့အသင်းသားတွေရဲ့ကပ်ဆူးရောက်လာဒါနှစ်တိုင်းလုံနေကြတာပဲပေါ့နော်အဲ့ဒါရယ်အဲနောက်တစ်ပိုင်းကကြတော့ကျွန်တော်ဒီလက်ရှိပြီးခဲ့တဲ့ event အမှတ်တွေကိုသူတို့ဘယ်နည်းစုပေးမလဲဆိုတော့ပြောရပါတော့နော်စက်တင်ဘာ session နေကြလို့ရှင်ဒီကောင်းနေရပြီအဲကျွန်တော်ကတော့68%တိုင်းဆိုတော့ဒီနားလောက်ပေါ့ Buddha Bless 2 man နဲ့ဒီကောင်းလေးတွေရမယ်ပေါ့နော် တို့ဘာပြောတာလဲဆိုတော့အမှတ်ပေါ့နော်အမှတ်1200ကျော်တဲ့လူတွေအကုန်လုံးကနေစပြီးတော့ဒီ Dora Plus စပြီးရမယ်ပေါ့နော်အဲ့ဒါရှိမယ်음တော့ဆိုကျွန်တော်ဆိုရင်အမှတ်ကနေတယ်ဗျာကျွန်တော်အပေါ်မှာတော့ friend list ထဲမှာ2000 2900ကျော်တဲ့လူတောင်ရှိတယ်တို့တွေဆိုလို့ရှိရင်တော့1500ရပါမလားမသိဘူး1500ရပါရင်တော့မိုက်မယ်အဲ့ဒါဆို ages လုံးဝ free ရမှာပေါ့နော် ။နဲအဲ့ဒါကကျွန်တော်တို့ဒီပြီးခဲ့တဲ့ TI prediction မှာရမယ် reward ပေါ့နော်အဲ့ဒါရှိမယ်။ပြီးတော့နောက်ဆုံးတစ်ပိုင်းကကြတော့တို့ immortal treasure ရောင်းစားတဲ့အပိုင်းမှာဒီ treasure box ထဲမှာကြတော့ကျွန်တော်တို့အားလုံးပေါင်း18ဆက်ပါမယ် total 18ဆက်မှာဒီ rare ဘာညာတာရကတွေကတော့၄ဆက်ပေါ့နော်။ကျွန်တော်ကတော့အားလုံးပေါင်း73ဆက်ရှိမယ်။သူကဒီနှစ် star align ti 15ရဲ့ thins ပုံစံအတိုင်းတွားတာပေါ့နော်လုံးဝတက်တက်ရရအထားကြတဲ့ item set လေးပါ ိနဂမပါတယ်အဲဒါဆိုမျက်လုံးသူရဲ့အိနဂမမျက်လုံးအထမျိုးလေးပေါ့နော်တော်တော်လေးလှပြီးတော့နောက်တစ်ခုအောင်ကကြတော့ဒါ voice spread ပါမယ်လုံးဝတန့်ပြန့်တက်ရနေရဗျအဲ့လိုမျိုး themes နေရတကယ်ဆိုဗတဲ့ best device မှာဒီ set တွေကိုထည့်ပြီးတော့အဲ့လိုမျိုးလုပ်ပြီးကြောင်းရမှာထားပါတော့အဲဒီကောင်ကမီယာနာသူဆိုရင်လည်း icon နေပါရဲ့ပါမယ်ပေါ့နော်နောက်ပြီးတော့ဒီမှာ zoo ရှိမယ် zoo ဆို ambient ပဲပါတယ် phoenix phoenix ကကြတော့သူရဲ့ဥမော်တယ်ပါမယ် ကျန်တာကတော့ဒီ game mode တွေပဲပေါ့နော် finish ရှိမယ် finish ရဲ့ secret ရှိမယ်နောက်တစ်ကောင်က7 7ဆိုလဲတော်တော်လေးမိုက်တယ်ဆိုရင်အရှိ7အထာမျိုးပဲလုံးဝ gate နဲ့7ပါမယ်ပြီးတော့ crystal maiden ရဲ့ persona ပါမယ်သူဆိုလဲဒါ icon နဲ့ ambient effect တွေတော်များပါပေါ့နော် ပြီးတော့ face lock white face lock white ကတော့တော်တော်လှတော့နေပြီ face lock white ကပြောရရင် အာဂီနာမဟုတ်ဘဲနဲ့လှတယ်လို့ပြောလို့ရတဲ့ဆက်မျိုးပဲမိုက်လိုက်တာအဲမာစီယာကတော်တော်ပိန်တယ်ဘာအဖက်မှာ MB ရအောင်မပါဘူးဒီကောင်ကကျွန်တော်တို့ရဲ့ Fender Assassin Fender Assassin ပါဆနာပါရမယ်ကွယ်ပဲဗျဒီဆက်ပေါက်လို့ရှင်ဟုတ်ပါပါဆနာပါရတခါတယ်ကျန်တာကတော့ဒီမှာ icon နေရတော့ပါဆနာရဲ့ icon နေအတိုင်းသွားမှာပေါ့နော် Fender Assassin ပါမယ်ပြီးတော့ Lina Lina ကကျတော့ color themes နှစ်ခုနဲ့ဆက်ပါမယ် ဒီမှာလုံးဝ mesh ကြီး mesh တင်ကလုံးဝ mechanic တင်ကမဟုတ်ပုံစံ black hole နဲ့အလဲမှာလှကြပဲလုံးဝ space တင်ပုံစံမျိုးဖြစ်နေ space ဆိုတာ magic ပေါ့နော် magic တင်ပုံစံဖြစ်နေဒါကတော့ ray identity စလာပြီပေါ့နော် plus အနေနဲ့ draw မယ်ဟာလေဒါ maticus ခရမ်းရောင်လေးပဲနောက်ပြီးတော့ဒီကောင်ကလုံးဝဒီ nest space တင်ရာဒိုင်းအောင်ကြည့်ဆောင်းရလှဒိုင်းရာ star align နေတဲ့သူရဲ့ nova ကြီးတော့မိုက်တာဒီကောင်ကတော့ ultra rare ပေါ့နော် ultra rare ကတော့ရှင်းပါတယ် agena အရှိကအာဂီနာမရခဲ့တဲ့လူတွေကိုအာဂီနာပြန်ပြီးတော့ချွေးသိပ်ပြီးတော့ရောင်းနေအကွက်ပေါ့နော်ဒါပေမဲ့တခုရှိတာအရင်အာဂီနာဝယ်ထားတဲ့လူတွေကဒီဆက်တော့ရမှာမဟုတ်ဘူးဒီဆက်လေးနဲ့ပေးချေနှက်လိုက်တာပေါ့ဒါလေးပဲယူလိုက်တော့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အာဂီနာသူတို့ boss ကနေဝယ်မဲ့လူတွေအတွက်ကဒီမှာသူလုံးဝဆက်ကြည့် DI 15 things နဲ့ပါတဲ့စက်ကြီးကိုပြထားတာပေါ့နော်အဲ့တော့အနှစ်ချုပ်ကတော့ဒါပါပဲကျွန်တော်တို့ DI Dota 2ဒီ official website မှာပြောထားတာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတို့ဒီနှစ် DI ကိုဘယ်လိုကျင်းပခဲ့တယ်ဆိုတဲ့အကြောင်းဘယ်သူ champion ဖြစ်တယ်ဆိုတဲ့အကြောင်းလေးရယ်နောက်ပြီးတော့ကျွန်တော်ဒီမှာအကင်းနာရှိပြီးသားလူတွေကိုထားပေးတယ်ဆိုတဲ့အကြောင်းပဲ sticker ရောင်းတဲ့အကြောင်းပဲပြီးတော့ session နေ့ဒီ September session နေ့ကျရင်ဒီ reward တွေစပြီးတော့ ပလိန်လို့ရမယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့တပုံးကနှစ်ချက်ခွဲနဲ့ရောင်းနဲ့ treasure box တွေအကြောင်းပေါ့နော်ဒါပါပဲဒီနေ့မနေ့ထွက်လာတဲ့400 MB update ကတော့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါခင်ဗျတွေ့ရအောင်ကြာပြီနော်